你也白买了，别买少你的东西，就走到今天不需要依靠都讲明啊？潘神金带面那个，向你们来做不了，开门人家把嘞。 တယောက်ကလင်းလန်ထန်းကပဲအကြီးမားဆုံးအခွင့်အရေးရှိနိုင်မယ်ဆိုပြီးတော့ပြောပေမဲ့နောက်တယောက်ကမသေးချာဘူးဆိုပြီးတော့တိုင်းကြောက်တိုင်းထဲမှာဖန်ဆင်းခြင်းတိုင်းပညာနားလည်နိုင်တဲ့သူတွေကိုလက်ချိုးရည်တွဲလို့ရတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အကြီးကဲလင်းတို့ကတော့လင်းလန်ထန်းကသေချာပေါက်ရမယ့်အကြောင်းစိတ်ပူနေတဲ့လင်ခဲအားကိုဖြောင်းပြလိုက်ပါတယ်နောက်ဆုံးတော့တယောက်ပြီးတယောက်နိုးလာကြပါပြီမူချမ်းချမ်းနဲ့ဝန်ရံတို့ရလိုက်တာကတော့နဝမဒန်းစားတိုင်းပညာပါလင်းလန်ထန်းနဲ့လင်းတုံတို့ကတော့နိုးမလာသေးပါဘူးနောက်ဆုံးတော့လင်းလန်ထန်းတယောက်အရှိန်ဝါပြင်းပြင်းနဲ့နိုးထလာပါတယ် ဖန်ဆင်းခြင်းတိုင်းပညာကိုလည်းရလိုက်တယ်လေလင်းတုံကတော့အခုထိနိုးမလာသေးပါဘူးလင်းလန်ထန်းတရာကိုအကြီးကဲလင်ကိုနှုတ်ဆက်နေတဲ့အချိန်မှာပဲလင်းတုံကတော့စွန့်ရင်ဖန်ဆင်းခြင်းဘုံအထီကိုဖျက်ချောသွားနိုင်ပါတယ်ဒါပေမဲ့မပြီးသေးပါဘူးဆက်ပြီးတော့လုံးရမာကသူတို့ကိုင်းရဲ့တိုင်းပညာကိုအမွေဆက်ခံရမှာပါစိတ်ဆွမ်းရင်ထုတ်လိုက်တဲ့အချိန်မှာတော့တောက်တိုင်တွေကိုချုပ်ထားတဲ့အချုံနောင်တွေအကုန်လုံးပြေးသွားပြီးတော့ရွှေရောင်လင်းတန်းတွေနဲ့အတူစာသားတွေထွက်လာပြီးတော့လင်းတုံစီကိုစီးဝင်သွားကြပါတယ်။အဲ့ဒီအချိန်အပြင်းမာလဲကောင်းကင်ကြီးကလှုပ်ရှားမှုကြီးအကြီးကြီးဖြစ်သွားပြီလေ ကြည်နေတဲ့သူတွေကတော့ဘလို့လို့ဖြစ်နိုင်မှာလဲဆိုပြီးတော့မယုံကြည်နိုင်ဖြစ်နေကြပါတယ်။ပြီးတာနဲ့လင်းတုံနဲ့ဆွမ်းအားပြည့်နဲ့နိုးထလာပြီလေ။ဒီလိုအရှိန်ဟုန်ပြင်းတဲ့ဖန်ဆင်းခြင်းတိုင်းပညာမျိုးကိုအကြီးကဲလင်းတောင်မမြင်ဘူးပါဘူး။လင်းမျိုးနွယ်စုနှစ်ယောက်စလုံးကဖန်ဆင်းခြင်းတိုင်းပညာကိုရသွားတာဆိုတော့လင်းတုံနဲ့လင်းလန်ထန်းတကယ်ပဲဘယ်တယောက်ကပိုပြီးတန်မာလာလဲဆိုတာဘေးကလူတွေကြားထဲမှာတော့တီတူပြောဆိုကုန်ကြပါပြီ။တချို့ကတော့လင်းလန်ထန်းကိုပဲမဲပေးလိုက်ကြပါတယ်။ဘာလို့လဲဆိုတော့လင်းလန်ထန်းကလင်းဘူးဘေးမျိုးနွယ်စုရဲ့ပါရမီရှင်လေ။ ဒါပေမဲ့လင်းတုံကြတော့လင်းမျိုးနွယ်စုခွဲကနေပြီးတော့ဆင်းသက်လာတာဆိုပေမဲ့လင်းတုံရဲ့ဆွမ်းအားနဲ့ဒီလိုဖန်ဆင်းခြင်းတိုင်းပညာကိုရနိုင်ခဲ့တာမို့လို့လင်းတုံကလည်းတာမန်မဟုတ်ဘူးဆိုတာသူတို့ခံမှန်းမိပါတယ်။အကြီးကဲလင်းကတော့လင်းတုံထွက်သွားကန်ဒီမှာနှုတ်ဆက်လိုက်ပါတယ်။ပြီးတာနဲ့မကြခင်လာမယ့်မျိုးနွယ်စုပြိုင်ပွဲမှာလင်းတုံလည်းဆွမ်းဆောင်ရည်ကောင်းကောင်းပြနိုင်ဖို့မျှော်လင့်နေဆိုပြီးတော့အကြီးကဲလင်းကပြောလိုက်ပါတယ်။လင်းတုံကတော့အစွမ်းကိုကြိုးစားမယ့်အကြောင်းကိုပြန်ပြောလိုက်တယ်လေ။ နောက်တော့အကြီးကဲလင်ကဥဆောင်ပြီးတော့ဒီတခါသူတို့ဘိုးရင်းမျိုးနွယ်စုလေးစုတာဝန်ရှိဟောင်းကြောက်တိုင်တွေကိုဝင်ရောက်လာတာကဒီတိုင်းပညာအတွက်တသက်မဟုတ်တဲ့ကြောင်းကိုပြပြလိုက်ပါတယ်ဘိုးရင်းမျိုးနွယ်စုကြီးလေးစုမှာတခြားရွယ်ချက်ရှိနေတဲ့ပုံပါပဲပြီးရနဲ့လင်းလန်ထန်းကရှေ့ထွက်ပြီးတော့ဒီဖန်ဆင်းချင်းကြောက်တိုင်ရဲ့အောက်မှာကရှေးဟောင်းခိုင်းရဲ့မြောင်နန်းတော်တစ်ခုဖွဲ့ထားသေးတယ်ဆိုတာကိုသူတို့ဘိုးရင်းမျိုးနွယ်စုလေးစုကရှာဖွေတွေးရှိခဲ့တဲ့ကြောင်းကိုရှင်းပြလိုက်ပါတယ်မြောင်နန်းတော်ဆိုတာကိုကြားတော့အကုန်လုံးကရွရွတဲတဲဖြစ်သွားကြပြီလေ ပြီးတာနဲ့မြေအောင်နန်းတော်ထဲမှာရှေးဟောင်းကိုင်းရဲ့စစ်မှန်တဲ့ဘိုးဘေးမျိုးနွယ်စုရတနာကိုမြှုပ်နှံထားပါသေးတယ်။ပြီးတာနဲ့အဲ့ဒီရတနာကိုဘသူပိုင်ဆိုင်မလဲဆိုတာကတော့ကိုစွမ်းစားနဲ့ပဲဆိုင်နေကြောင်းကိုထပ်ပြောလိုက်ပါတယ်။ဒါပေမဲ့ရတနာယူဖို့ဆိုတာကအဲ့လောက်လကူနေမှာတော့မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဒီမြေအောင်နန်းတော်ကြီးထဲမှာအတော်လေးကိုအားကြီးတဲ့ကာကွယ်ရေးသားရဲကြီးရှိနေကြကြောင်းမလို့ပါပြည်ကလည်းလင်းလန်ထန်းကတကယ်လို့ဘိုးဘေးမျိုးနွယ်စုလေးစုနဲ့ပူးပေါင်းပြီးတော့ဒီကာကွယ်ရေးသားရဲကြီးကိုတိုက်ခိုက်ဖို့ဆန္ဒရှိတယ်ဆိုရင်သူတို့လည်းရဲနာတွေကိုမျှဝေပေးဖို့ဆန္ဒရှိတဲ့အကြောင်းကိုကြော်ညာလိုက်ပါတယ် ဘိုးဘေးမျိုးနွယ်စုကြီး၄စုရှိတယ်ဆိုရင်တော့မှဒီကိစ္စကတော်တော်လေးအန္တရာယ်များလာကြောင်းအလွယ်တကူတော့မဆုံးဖြတ်နိုင်ကြဘူးလေ။မူချမ်းချမ်းနဲ့လေးထန်တို့ကလည်းပူပေါင်းဖို့အတွက်သဘောတူလိုက်ပါတယ်။အဲ့နောက်မှာတော့လူတော်တော်များများကပူပေါင်းလိုက်ကြပြီလေ။မွေပါကတော့ဒီကိစ္စမှာဝင်မပါဘူးလင်းတုံကိုအကြံပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီမြေအောင်နန်းတော်ထဲမှာထူးထူးခြားခြားကြောက်စရာကောင်းတဲ့ဆွမ်းအားမျိုးရှိနေတာကိုလင်းတုံလည်းခံစားမိတာကြောင့်မို့လို့ပါပြီးတာနဲ့ဘိုးဘေးမျိုးနွယ်စုက၄ယောက်ကဥဆောင်ပြီးတော့အစီအရင်ကိုဖြိုခွဲလိုက်ကြပါတယ် အစီရင်ပျက်စီးသွားပြီးတဲ့နောက်မှာတော့ရှိသမျှလူတွေအကုန်လုံးပြေးဝင်လိုက်ကြပြီလေလင်းတုံကတော့ရှောင်းရံကိုခေါ်ပြီးတော့ပြန်လှည့်လိုက်ပါတယ်အစီရင်ရဲ့အောက်မှာတော့ချော်ရီတွေပြည့်နေတဲ့ကဘာကြီးတစ်ခုရှိနေပါတယ်ပြီးတာနဲ့တားရဲကြီးကလည်းအပေါ်ကိုထွက်လာပြီလေအဲ့ဒီချိန်လင်းလန်ထန်းကဥဆောင်ပြီးတော့တားရဲကြီးကိုစုပြီးတော့တိုက်ကြပါတယ်ဒါပေမဲ့သူတို့ဘလောက်တိုက်တိုက်တားရဲကြီးကလည်းပြန်လိုက်တယ်လေဘလို့မှတို့မပေါက်ပါဘူးလင်းလန်ထန်းတယောက်တင်ဂီတာ၄မျိုးအစီရင်ကြီးကိုတုံးပြီးတော့တားရဲကိုချုပ်ထားလိုက်ရင်နဲ့တင်ဂီတာ၄မျိုးတပ်ဖြတ်ခြင်းကိုတုံးလိုက်ပါတယ်မတူညီတဲ့တားရဲ၄မျိုးထွက်လာပြီးတော့ပြေးတိုက်ကြပြီလေ ဖြာထွက်လာတဲ့စွမ်းအားတွေကအဝေးကိုရောက်သွားတယ်လင်းတုံတို့တောင်းသတိထားလိုက်မိပါတယ်ကာကွယ်ရေးသားရဲကြီးကတော့တစ်ချက်ထင်းနဲ့အောက်ကိုပြုတ်ကျပြီးတော့မှောက်သွားပါပြီအကုန်လုံးလည်းနိုင်သွားပြီအထင်နဲ့ပျော်ရွှင်နေကြပါတယ်ဒါပေမဲ့ကာကွယ်ရေးသားရဲကြီးကပြန်ထလာပြီးတော့အဝေးကိုထွက်ပြေးသွားပါတယ်လင်းလန်ထန်းကတော့နောက်ကနေတိုက်ပြီးတော့မတိုက်ခိုင်းတော့ပါဘူးအထဲကိုဝင်သွားဖို့ပဲလှုပ်လိုက်ပါတယ်တကယ်တော့အဲ့ဒီကာကွယ်ရေးသားရဲကြီးကရှေးဟောင်းသွေးလင်းတို့နဂါးတောင်ဖြစ်ပါတယ်နဂါးစစ်တော့မဟုတ်ပါဘူးဒါပေမဲ့သူ့ကိုယ်ထဲမှာကြတော့နဂါးစစ်ရဲ့သူရောရှိနေတယ်လေ တကယ်လို့မွေးကားလေးသာသူ့ရဲ့မိစ္ဆာဝိညာဉ်ကိုဝါမျိုးပစ်လိုက်နိုင်လို့ကတော့သူ့အတွက်တော်တော်လေးကိုအကျိုးမြတ်ရလာမှာပါဒါကြောင့်လင်းတုံကိုတေချာလိုက်ရှာခိုင်းလိုက်ပါတယ်နောက်ဆုံးတော့တွေ့သွားကြပါပြီဒဏ်ရာရရထားတဲ့အတွက်ကြာကြာမပြန်တန်းနိုင်တော့ဘဲနဲ့အောက်ကိုပြုတ်ကျသွားပြီလေရှောင်းရံနဲ့မွေးပါလေးကတော့မတိုက်ရသေးပဲနဲ့တားရဲကြီးကိုသူ့အကောင်ငါအကောင်ဆိုပြီးတော့လှုပ်နေကြပါတယ်လင်းတုံကတော့ဒီသွေးလင်းတို့နဂါးကဘိုးဘေးမျိုးနွယ်စုကြီးလေးစုပူးပေါင်းတိုက်ခိုက်တာတောင်သူ့ကိုမတတ်နိုင်ခဲ့တာကြောင့်သတိထားရမယ်ဆိုပြီးတော့မွေးပါလေးကိုပြောလိုက်ပါတယ်ဒဏ်ရာရထားတဲ့ဆိုပေမဲ့လက်လွတ်စပယ်လေးလုံးလုံးမဖြစ်ဘူးလေ ဒါကြောင့်ပထမဆုံးလှုပ်လိုက်တာကတော့အဆောင်ရုပ်သေးကိုထုတ်လိုက်တာပါအဆောင်ရုပ်သေးနဲ့သွေးလင်းတို့ကတပွဲတလန်အကဲဆန်းနေကြတဲ့အချိန်မှာလင်းတုံကတော့အဝေးတနေရာကနေပြီးတော့ချွေစင်မြင့်နဲ့ဆိုးနေလဝါကိုအသုံးပြုလိုက်ပါတယ်။ပြီးရနဲ့၃ယောက်သားပေါင်းပြီးတော့ထပ်တိုက်လိုက်ကြပါတယ်။သွေးလင်းတို့ကကလင်းတုံတို့ကိုအာရုံရောက်နေတဲ့အချိန်မှာအဆောင်ရုပ်သေးကလည်းနောက်ကနေဝင်တိုက်ပြီးလေ။နောက်ဆုံးတော့လင်းတုံတယောက်ခြောက်ဆိတ်မိုးရိုးခန္ဓာကိုယ်ကိုတုံးပြီးတော့ကာကွယ်ရေးသားရဲကြီးကိုအနိုင်ပိုင်လိုက်နိုင်ပါတယ်။ အဲ့ဒီချိန်မှာမြေအောင်နန်းတော်တွေကနေစွမ်းရင်နေဖြာထွက်လာပြီးတော့ဝင်သွားတဲ့သူတွေအကုန်လုံးထွက်ပြေးလာကြပါတယ်။အကြောင်းကတော့အ ਨੇ ဆုံးနိဗ္ဗာန်ဘုံအဆင့်ငါးအားကြီးရဲ့အဆောင်ထွက်လာပြီးတော့သူတို့ကိုတိုက်လိုက်တာကြောင့်မို့လို့ပါ။ဒါကြောင့်လင်းလန်ထန်းကတော့ပြန်မတိုက်တော့ဘဲနဲ့နေရကနေအမြန်ဆုံးထွက်သွားဖို့အကြီးကဲလင်းမှုကိုပြောလိုက်ပါတယ်။ဒါကြောင့်အကြီးကဲလင်းကလည်းတာဝန်ရှင်းဟောင်းကြောင်တိုင်ထွက်ပေါက်စီကိုတွားပြီးတော့အမြန်ထွက်သွားဖို့အတွက်အမေပေးလိုက်ပြီလေ။ကြံခဲ့တဲ့မျိုးနွယ်စုတွေအကုန်လုံးကလည်းထွက်ပြေးကြပါတယ်။ဒါပေမဲ့အဆောင်ရုပ်သေးကတော့အလုံးမပေးပါဘူး။အစီရင်နေဖွင့်ပြီးတော့နောက်ကနေစတိုက်ဘဝပြောင်းပေးနေပါတယ်။ ဒါကြောင့်လင်းလုံကတခုခုဖြစ်တာကိုသတိထားလိုက်မိတာကြောင့်ရှောင်းရံနဲ့မွေပါလေးကိုအမြန်ထွက်သွားကြမယ့်အကြောင်းပြောပေမယ့်ဟိုနှကောင်ကတော့အစာတောင်းကျနေကြတယ်လေဒါပေမဲ့အခုမှထွက်မသွားဘူးဆိုရင်လင်းလုံတို့ကွမ်းပါပြီပြေးနေရင်လည်းနောက်ခါနေတိုက်သမျှကိုရှယ်ပလန်နဲ့ရှောင်းနေရပါတယ်မွေပါလေးကတော့ကြားမှုသွားပြီးတော့အန်ဂျင်စလိုတောင်ဖြစ်နေပါတယ်ကားမှုတော့မဟုတ်ပါဘူးဒါပေမဲ့လည်းထွက်ပြေးသွားတဲ့သူတွေအကုန်လုံးအပြင်ကိုထွက်လို့မရသေးပါဘူးအကြောင်းကတော့ရှေးရောက်ကြောက်တိုင်ပွင့်မဲ့အချိန်ကိုမရောက်သေးတာကြောင့်မလို့ပါလေးထံကတော့ရောက်တာနဲ့ဇလန်းဆရာကဘိုးဘေးမျိုးနွယ်စုကြီး၄စုဖြစ်ပြီးတော့အရင်ဆုံးထွက်ပြေးတာကလည်း ဘူမေမျိုးနွယ်စုကြီးလေးစုဖြစ်တာကြောင့်ရန်တွေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာကပ်ဘေးကြီးကတော့တဖြည်းဖြည်းနီးကပ်လာပါပြီ။ဒါကြောင့်လင်လန်ထန်းကတော့ဘူမေမျိုးနွယ်စုကြီးလေးစုရဲ့ဆွမ်းအားတွေကိုစုပေါင်းပြီးတော့ရှေးဟောင်းကြောက်တိုင်ကိုအတင်းအဓမ္မဖွင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တကယ်တော့ဒီနီးလည်းမရှိတော့တာလေ။ပြီးတာနဲ့မူချမ်းချမ်းနဲ့လေးထန်းတို့ကိုလည်းသူတို့ကိုလာပြီးတော့ကူညီဖို့အမိန့်ပေးလိုက်ပါတယ်။အမိန့်မနာခံခြင်းမိမယ်။အခုချိန်မှာတော့အပြင်ထွက်ရဖို့ကအရေးကြီးနေတာကြောင့်မလို့သဘောတူလိုက်ရတယ်လေ။ ပြီးတာနဲ့လူတိုင်းရွံစွမ်းအားတွေကိုရှေးဟောင်းကြောက်တိုင်တွေကိုထည့်သွင်းလိုက်ကြပါတယ်အချိန်တော်တော်ကြာမှရောက်လာတာကတော့လင်းတုံမှာဒါပေမဲ့ရောက်တာနဲ့ပူပေါင်းပါဝင်လိုက်ပါတယ်အဲ့ဒီအချိန်မှာချီဟောင်းကြောက်တန်ရဲ့ထွက်ပေါက်ပေါ်ထွက်လာတာကြောင့်အကုန်လုံးကလည်းပျော်ရွှင်သွားပါပြီ။ဒါပေမဲ့ထွက်ပေါက်ကမတည်ငြိမ်သေးတာကြောင့်မို့လို့အ мян ထွက်သွားကြဖို့လိုအပ်နေပါတယ်။အရင်ဆုံးထွက်သွားတာကတော့လင်းမျိုးနယ်စုပါ။ပြီးရနဲ့တဖွဲ့ပြီးတဖွဲ့နောက်ကနေလိုက်ထွက်သွားကြပြီလေ။မထင်မထားပဲနဲ့ကာကွယ်သူကလည်းနောက်ကနေအစီရင်နေနဲ့တိုက်လိုက်တာကြောင့်မို့လို့လင်းတုံတယောက်မူချမ်းချမ်းကိုပြေးပြီးကယ်ရပါတော့တယ်။တဖြည်းဖြည်းနဲ့အခြေအနေတွေကပိုပြီးတော့ဆိုးွားလာတယ်လေ။နောက်ဆုံးကြောက်တန်ကြီးပြိုကျပါတော့တယ်။ ခဲအားကထွက်ပေါက်ရှိရောက်တာတော့မှထွက်မသွားသေးပဲနဲ့လင်းတုံကိုလှမ်းပြီးခေါနေတာကြောင့်လင်းလန်ထန်းကတော့နှင်းနှီးကွေးကွေးလှုပ်နေနေဆိုပြီးစူလိုက်ပါတယ်နောက်တော့သွားတော့ဆိုပြီးတော့ဆွဲပစ်ထဲလိုက်ပြီလေအကျင့်မကောင်းတဲ့လင်းလန်ထန်းကတော့လင်းတုံထွက်ပေါက်စီရောက်မလာနိုင်အောင်လှမ်းတိုက်လိုက်ပါသေးတယ်ကန်ဆိုးခြင်းတော့ကာကွယ်သူကလင်းလန်ထန်းကိုဖမ်းထုတ်လိုက်ပါတယ် ပြီးတာနဲ့လေလံထန်းတယောက်မြောင်နန်းတော်ကယူလာတဲ့အိတ်ကိုကာဝယ်သူကပြန်ပြီးတော့ယူလိုက်ပြီလေလေလံထန်းကလည်းအဲ့ဒါကသူ့ဟာဆိုပြီးတော့ပြန်လုပါတယ်ဒါပေမဲ့ကာဝယ်သူကိုတော့ဘလို့မှမရှင်းနိုင်ပါဘူးအဲ့ဒီအိတ်ကနောက်ဆုံးတော့လင်းတုံရှိကိုပြုတ်ကျသွားပါတယ်လေလံထန်းတယောက်ပြန်ပေးဖို့တောင်းပေမဲ့လင်းတုံကမပေးပါဘူးကိုလက်ထက်ရောက်ရင်ကိုပစ္စည်းပဲလေအဲ့ဒီချိန်မှာပဲကာဝယ်သူရဲ့ပြတ်မှတ်ကလင်းတုံဖြစ်သွားပါတယ်ဒါကြောင့်မတိုက်ခင်မှာပဲထွက်ပြေးလိုက်ရပြီလေ ကာကွယ်သူကတော့နောက်ခါနေတောက်လျှောက်လိုက်တိုက်ပါတယ်ကာကွယ်သူထွက်သွားတဲ့အတွက်ကြံတဲ့သူတွေကတော့ထွက်ပြေးဖို့ခွင့်ရရသွားတာပေါ့တကယ်တော့လင်းလန်ထန်းကအဲ့ဒီခြံခုံအိတ်ကိုမြေအောင်နန်းတော်ကနေယူလာခဲ့တာပါဒါကြောင့်ကာကွယ်သူကသူတို့နောက်ကိုတောက်လျှောက်လိုက်ပြီးတိုက်နေတာလေအမှန်တရားကိုတိသွားတဲ့အချိန်မှာတော့အကုန်လုံးကဒေါသထွက်ကုန်ပါပြီလင်းလန်ထန်းကတော့ဘာမှဖြေရှင်းချက်မပေးဘဲနဲ့အခုဆိုရင်လွယ်လွယ်ကူကူထွက်သွားလို့ရတာပေါ့ဆိုပြီးတော့အရင်ထွက်သွားပြီလေလင်းလန်ထန်းအကျင့်မကောင်းတာကိုအကုန်လုံးကတိသွားကြပါတယ် ဒါကြောင့်ဝမ်ဖူကနောက်ဆိုရင်လင်းလန်ထန်းနဲ့နီနီကကတိတ်မနေတာကောင်းမယ်ဆိုပြီးတော့ရေရွလိုက်ပါပြီ။မူချန်းချန်းကတော့ထွက်မပြေးခင်လင်းတုံကိုစိုးရင်လိုက်ပါသေးတယ်။ဒါပေမဲ့ထွက်မသွားလို့ကလည်းမရတာကြောင့်အပြင်ကနေပဲစောင့်နေလိုက်ပါတယ်။လင်းတုံကတော့အခုချိန်မှာကာဝယ်သူတက်တမရကိုရှောင်ရင်းနဲ့အသေးတံပြေးနေရပြီလေ။ဒါပေမဲ့နောက်ဆုံးတော့တစ်ချက်ထိသွားပြီးတော့အောက်ကိုပြုတ်ကျသွားပါတယ်။တကယ်တော့လင်းလန်ထန်းယူလာတဲ့ချန်ခွန်အိတ်ထဲမှာကနိဗ္ဗာန်ဆေးလုံးတွေဖြစ်နေတာပါ။လင်းတုံတယောက်ဒီလိုအင်အားကြီးတဲ့ကာကွယ်သူနဲ့သာတိုက်ရမယ်ဆိုရင်နိုင်နိုင်ချေမရှိပါဘူးဒါပေမဲ့ဒီလိုအခြေအနေကိုရောက်လာပြီဆိုမှတော့အရေးဆုံးဖို့ပဲကြံတော့တယ်လေ ။မွေပါလေးကလည်းတူတူအရေးစွမ်းမယ်ဆိုပြီးတော့အသွင်ပြောင်းလိုက်ပါတယ်။ရှောင်းရံကတော့မပါမဖြစ်ပါပဲ။ပြီးတာနဲ့လင်းလုံတယောက်ကောင်းကင်ကြီးကိုလှန်တိုင်းကောင်းကင်နဂါလှန်ကိုထုတ်ပြီးတော့တုံးလိုက်ပါတယ်။ဒါပေမဲ့ကာကွယ်သူတို့ကတော့ဒါကပြောစိတ်ကြိုက်တယ်လို့ပဲရှိရလေ။ပြီးတာနဲ့လင်းလုံကိုပြေးပြီးထိုးလိုက်ပါတယ်။လင်းလုံတယောက်ကာကွယ်သူရဲ့တိုက်ချက်ချောင်းတန်ရာတွေရသွားပါပြီ။မွေပါလေးတိုက်တဲ့အချိန်မှာပဲကာကွယ်သူကအေးဆေးပဲရှောင်းလိုက်နိုင်ပါတယ်။ လှန်နိုင်ပြေးရိုက်လဲဘာမှဖြစ်မတော်ပါဘူးဘလို့ပဲဆက်တိုက်ပါစေကာကွယ်သူကတော့အေးအေးဆေးဆေးပါပဲမွေးပါလေးအစွမ်းကုန်တိုက်တာကိုလည်းအသားအရာလေးပဲကာလိုက်နိုင်တယ်လေဘယ်ဘက်ကနေတိုက်တိုက်အထိနာမသွားတဲ့ကာကွယ်သူကတော့လင်းတုံတရောက်အဆောက်အုံတွေကိုထုတ်ပြီးတော့ထပ်တိုက်လိုက်ပြန်ပါပြီဒါပေမဲ့ဒါလဲဟိုကအေးဆေးပဲရှောင်လိုက်ပြီးတော့လင်းတုံကပဲကာကွယ်သူရဲ့ခြေထောက်နဲ့မိတ်ဆက်လိုက်ရပါတယ်ဘလို့ပဲတိုက်တိုက်ကာကွယ်သူရဲ့ပက်လေကရွံစွမ်းရင်ကိုတော့မဖျက်ဆီးနိုင်တဲ့အတွက်လင်းတုံတရောက်တိုင်ပတ်နေပြီလေကာကွယ်သူကလင်းတုံကိုပြေးထိုးဖို့လုပ်တဲ့ချိန်မှာတော့အဆောက်အုံတွေကဝင်ပြီးတားလိုက်တဲ့အတွက်အဆောက်အုံတွေရောလင်းတုံရောမှောက်သွားပါတယ် ရွေးချယ်စရာမရှိတော့တဲ့ဆုံးမှာဖန်ဆင်းချင်းကြောက်တိုင်တွေကရလာတဲ့တာဝန်ကောင်းငင်လောင်လက်ချောင်းကိုထုတ်ပြီးသုံးလိုက်ပြီလေ။ညီကြီးတွေထိုးကြသွားတာကြောင့်နောက်ဆုံးတော့အနိုင်ယူလိုက်နိုင်ပြီလို့တွေးလိုက်ပါတယ်။ဒါပေမဲ့လင်းတုံရဲ့ခန္ဓာကိုယ်ကဒီတိုင်းပညာကိုတောက်မခံနိုင်သေးတာကြောင့်သူကိုယ်တိုင်လည်းလဲကျသွားပါတယ်။အဲ့ဒီချိန်မှာမထင်မှတ်ထားဘဲနဲ့ကာဝယ်သူကပြန်ပေါ်လာပါပြီ။အခုဆိုရင်လင်းတုံရဲ့ခန္ဓာကိုယ်ကဘလို့မှလှုပ်လို့မရတော့ပါဘူး။ဒါကြောင့်ကာဝယ်သူဖမ်းတာကိုခံနိုင်ရပါတယ်။ပြီးတာနဲ့ကာကွယ်သူကမျက်နှာဖုံးကိုချွတ်လိုက်ပြီးတော့ဘာလို့သူတို့ခိုင်းရဲ့လျှို့ဝက်တိုင်ချန်ကျင့်စဉ်ကိုတက်နေရတာလဲဆိုပြီးမေးလိုက်ပါတယ် အဲ့ဒီအချိန်မှာနှစ်ဖူးကြားထဲကနေပြီးတော့အကြီးကဲရဲ့ဝိညာဉ်ကပြန်ပေါ်လာပါတယ်။အကြီးကဲကိုတွေ့လိုက်တာနဲ့ကာကွယ်သူကလည်းချက်ချင်းပဲကာရောကပြုတ်လိုက်ပါတယ်။တကယ်တော့ကာကွယ်သူရဲ့နာမည်ကထန်းစီပါပြီးတာနဲ့အကြီးကဲကသူ့ဘိုးဘေးအဆောင်ရဲ့ဆန္ဒကိုလင်းတုံစီကိုစက်ခံပေးလိုက်ပြီးဆိုပြီးတော့ရှင်းပြလိုက်ပါတယ်။လင်းတုံကိုအခက်တွေ့ရအောင်မလုပ်ဖို့ပြောပြီးတော့ပြန်ပြောက်သွားပါတယ်။ ထန်စီတရလင်းတုံကိုရွံစွန်းရင်နေပြန်ဖြည့်ပေးလိုက်ပြီးတော့ဒဏ်ရာတွေကိုတတ်တောင်အောင်လုပ်ပေးလိုက်ပါတယ်ပြီးတာနဲ့ထန်စီထွက်သွားဖို့လို့တော့လင်းတုံတရကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်လင်းတုံကဆရာရဲ့အမွေဆက်ခံသူဖြစ်တာကြောင့်သူတို့ဂိုင်းရဲ့အမွေနှစ်ကိုကောင်းကောင်းသုံးချနိုင်မှုမျှော်လင့်နေဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ပြီးတာနဲ့ထွက်သွားပြီလေနောက်ဆုံးတော့လင်းတုံတို့ကြောက်တိုင်တွေကနေပြီးတော့ပြန်ပြီးထွက်လာနိုင်ခဲ့ပါပြီအဲ့ဒီချိန်ရင်းခွေကိုင်းကဂိုင်းချုပ်ကတော့ကျင့်ကြံနေရကနေပြန်ထွက်လာပါတယ်ရင်းခွေကိုင်းရဲ့ဂိုင်းချုပ်ကအခုဆိုရင်ဖန်ဆင်းခြင်းပုံကြီးမားတဲ့အောင်မြင်ခြင်းဆင့်ကိုရောက်နေပြီလေ နှစ်ပေါင်းများစွာအတွင်းမှာသူအစွမ်းကုန်ကြိုးစားခဲ့ပေမယ့်ရှေးထောင်ကန်းရဲ့အဖိုးတန်ရန်နာကိုအခုထိမဖွင့်နိုင်သေးပါဘူး။အခုဆိုရင်သူကဖန်ဆင်းခြင်းပုံကြီးမားတဲ့အောင်မြင်ခြင်းစဉ်ကိုရောက်သွားပြီမို့လို့အဖိုးတန်ရန်နာရဲ့ခြေတစိတ်ကိုဖယ်ရှားပစ်ဖို့ကအကောင်းဆုံးချိန်ပါပဲ။တကယ်လို့ရှေးထောင်ကန်းရဲ့လှုပ်ဝက်ဆန်းကျင်မှုကိုနားလည်နိုင်ခဲ့မယ်ဆိုရင်သူတို့ရင်းခွေကိုင်းကတာယန်တော်ဝင်မြင်ဆက်တစ်ခုလုံးကိုအုပ်စိုးနိုင်မှသိကြပါရယ်။ဒါကြောင့်ဌာနချုပ်စီကိုပြန်လာခဲ့ဖို့ဂိုင်းခွဲကအကြီးအကဲတွေအားလုံးကိုဆင့်ခေါ်လိုက်ပြီးတော့အဖိုးတန်ရန်နာရဲ့ခြေတစိတ်ကိုဖယ်ရှားဖို့ပြင်လိုက်ပါရယ်။ အဲ့ဒီချိန်လင်းတုံကတော့နောက်ဆုံးစိတ်ဝိညာဉ်မိတော့တန့်စင်တာကိုအောင်မြင်သွားပါတယ်။မွေပါလေးကတော့သွေးလင်းတို့နဂါရဲ့မိစ္ဆာဝိညာဉ်ကျေးဇူးနဲ့ကျင့်ကြံမှုတွေမဆုံးရှုံးခင်ကသူ့ရဲ့ပုံစံဝိုးရွားပေါ်လာပါတယ်။ကျင့်ကြံမှုတွေပြန်ကောင်းလာခဲ့ရင်အဲ့ပုံစံတိုင်းပြန်ပြောင်းသွားပါလေ။ရှောင်းရန်ကလည်းနောက်ထပ်တစ်ဆင့်ကိုထပ်တက်သွားပါတယ်။လင်းတုံရဲ့နောက်ထပ်ပန်းတိုင်းကတော့ရင်းခွေခိုင်းစီသွားပြီးတော့ဘိုးဘေးဆောင်ကိုယူဖို့ပါ။မွေပါလေးကတော့ထန်းလိန်ကတကားဖွင့်ပြီးတော့မင်းကိုအထဲကိုကြိုဆိုလိုက်မယ်လို့ထင်နေရလားဆိုပြီးတော့အကံပြန်ပြောလိုက်ပါတယ်။လင်းတုံကတော့ပြောလို့မရဘူးလေတကယ်ကြိုရင်လည်းကြိုနိုင်တယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ ပြတာနဲ့ခကြီးဆက်လိုက်ရပါတယ်။ရံပစ်ထားတဲ့အတွက်ရှောင်းရံကမွေပါလေးကိုသူ့ပေါ်မတက်စေချင်ပေမဲ့ညင်းလို့ကလည်းမရတာကြောင့်ဆိတ်လျှော့လိုက်ရပါတယ်။အဲ့ဒီချိန်ရင်းခွေကိုင်းမှလည်းလေးထံကအဆောင်ရုံသေးတွေနဲ့တိုက်ခိုက်ရင်နဲ့လေ့ကျင့်နေပါတယ်။တကွယ်ဖက်တိုက်လိုက်ရုံနဲ့အဆောင်ရုံသေးတွေအကုန်လုံးမှောက်သွားပါတယ်။သူ့တုံးလိုက်တာကတော့ရှေးဟောင်းကြောက်တိုင်နေမြေတွေကရလာခဲ့တဲ့ခရမ်းရောင်အရေးကိုးတွယ်ဖြည့်ဆည်းခြင်းကျင့်စဉ်မှာကနဦးစင်းကျင့်ကြံရုံပဲရှိသေးတာတောင်မှဒီလောက်ဆွမ်းထက်နေပြီလေ။အချိန်တစ်ခုသာထပ်ပေးမယ်ဆိုရင်ထူးခဲ့တဲ့အဆွမ်းထက်ခြင်းစဉ်ဖြစ်လာမှသိကြပါတယ်။ ဒါပေမဲ့လေးထံကတော့ဖန်ဆင်းခြင်းတိုင်းပညာကိုမရလိုက်တဲ့အတွက်နှမျောနေပါတယ်ပြီးတော့သူတို့ကလင်းတုံကိုရှေးရောင်ကြောက်တိုင်နေမြေထဲမှာတည်သွားပြီဆိုပြီးတော့အပိုင်တွက်ထားကြတာပါအဲ့ဒီချိန်မှာပဲလေးထံစီကိုဂိုင်းချုပ်စီကစာရောက်လာပါတယ်ရေးထားတာကတော့သူ့အဖေကခြောင်ကျန့်ကိုဌာနချုပ်စီအမြန်ပြန်ခိုင်းစေချင်တာကြောင့်မို့လို့ပါဘာလို့လဲဆိုတော့နောက်ထပ်ဆယ်ရက်နေရင်ဂိုင်းတစ်ခုလုံးအင်အားကိုစုစည်းပြီးတော့ချေဟောင်းကြောက်တိုင်တွေကရခဲ့တဲ့အဖိုးတန်ရဲနာရဲ့ခြေတစိကိုဖယ်ရှားမှမှုလို့ပါလင်းတုံတယောက်ကတော့ရင်းခွေဂိုင်းရဲ့တကားရှိကိုရောက်လာပြီးတော့အော်ဟစ်တောင်းကျမ်းနေပါတယ်ဒါကြောင့်လေးထံကလူတိုင်းကိုခေါ်ပြီးတော့လင်းတုံကိုအပြည့်ချင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ် တကားရှိမှပြဿနာရှာနေတာဆိုတော့မျိုးလူမျိုးသားတွေကလည်းဝိုင်းကြည့်နေပြီလေ အဲ့ဒီချိန်လေးထန်ကလည်းလူဝင်အားပြည့်နေထွက်လာပါတယ်။လေးထန်ကစပြီးတိုက်မယ်လို့တော့ဟွာကူကလင်းတုံကိုရှင်းဖို့သူ့စီကိုအပ်လိုက်ဖို့ပြောလိုက်ပါတယ်။ပြီးတာနဲ့ကောင်းကင်မှာရှိနေတဲ့သူ့ရဲ့သားရဲဝင်းကျင်ကိုလင်းတုံနဲ့ပူဆောင်မယ်ဆိုပြီးတော့ကျင်းဝါလိုက်ပြီလေ။လင်းတုံကတော့အရင်တစ်ခေါက်ကရခဲ့တဲ့ဒဏ်ရာတွေတတ်တာသွားပြီလားဆိုပြီးတော့ပြန်ပေးလိုက်ပါတယ်။နောက်တော့စကားများများမပြောတော့ဘဲနဲ့စတိုက်ကြပြီလေ။ဒါပေမဲ့ဟွာကူတယောက်လင်းတုံရဲ့အရှိန်ကိုလိုက်မမီပါဘူး။လှန်ချင်းရှင်တဲ့ချိန်မှာတော့ကာလိုက်ဖို့အင်အားလုံးလုံးတော့မရှိတဲ့အတွက်သူပဲနောက်ကိုလွန့်သွားပါတယ်။ဒါပေမဲ့လည်းအရှုံးမပေးဘဲနဲ့စတိုက်ကြပါတယ်။ရင်းခွေကိုင်းကလူတွေအကုန်လုံးလင်းတုံရဲ့စိန်ခေါ်မှုကြောင့်အပြင်ရောက်နေ တာဆိုတော့ရှောင်းရဲနဲ့မွေပါလေးကရင်းခွေခိုင်တဲ့ကိုတိတ်တဆိတ်ဝင်ပြီးတော့ဘိုးဘေးအဆောင်ရဲ့တဲလုံစားကိုလိုက်ရှာနေကြပြီလေအဲ့ဒီအချိန်မှာမူချမ်းချမ်းကလည်းလင်းတုံတရောင်းရင်းခွေခိုင်ရဲ့တကားရှိမှပွဲရှာနေတယ်ဆိုတာသတင်းရလိုက်ပါတယ်ဒါကြောင့်တွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါပြီအဲ့ဒီအချိန်မူချမ်းချမ်းရဲ့ဖေရောက်လာပြီးတော့ဘယ်သွားမလို့လဲဆိုပြီးမေးလိုက်ပါတယ်မူချမ်းချမ်းကတော့လင်းတုံပြန်လာတဲ့အပြင်ရင်းခွေခိုင်ကိုစိန်ခေါ်နေသေးတဲ့အကြောင်းကိုဖြင်းပြလိုက်ပါတယ်ဒါကြောင့်တားဖားနှစ်ယောက်တူတူပွဲသွားကြည့်ကြပြီလေ အဲ့ဒီချိန်မှာအကြီးကဲဟွာကူကတော့ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့ပြန်တော်မတိုက်နိုင်တော့ပါဘူး။လေးထံကတော့ဟွာကူကိုရင်းခွေခိုင်းကိုအချက်ခွဲနေတာတော်ပြီဆိုပြီးတော့ထပ်မတိုက်ခိုင်းတော့ပါဘူး။သူကိုယ်တိုင်ရှေ့ထွက်လာပါတယ်။လေးထံကလည်းသူ့ရခဲ့တဲ့နဝမတန်းစားတိုင်းပညာကိုထုတ်ပြီးတော့တုံးလိုက်ပါတယ်။ဒါပေမဲ့လင်းတုံကတော့အချက်တိုင်းကိုကာနိုင်ပါတယ်။ ပြီးတာနဲ့ကိုဝါးတွေကိုထုတ်ပြီးတော့ဗက်ပေါင်းဆောင်ကနေတိုက်လိုက်တဲ့ချိန်မှာတော့နဂါးမြောက်ဝင်အသွင်ပြောင်းခြင်းကိုထုတ်ပြီးတော့တိုက်လိုက်ပါတယ်။လေးထံကဘာလို့ဖန်ဆင်းခြင်းတိုင်းပညာကိုထုတ်မတုံးတာလဲဆိုပြီးတော့ရေလိုက်ပါတယ်။ကျင့်ကြံမှုမလုံလောက်သေးလို့လားဆိုပြီးတော့မေးလိုက်တဲ့ချိန်မှာတော့လင်းတုံကလေးထံကိုတိုက်ဖို့အတွက်ဖန်ဆင်းခြင်းတိုင်းပညာကိုတုံးဖို့မလိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။ပြီးတာနဲ့ကိုဝါးတွေကိုထုတ်ပြီးတိုက်လိုက်ပေမဲ့လင်းတုံကိုမနိုင်ပါဘူးကိုဝါးတွေကိုထုတ်ပြီးတော့ဓားတွေနဲ့ဝင်တိုက်ပေမဲ့လာတိုက်တဲ့ဓားတွေပဲအကွဲသွားပြီးတော့ကိုဝါးတွေကလည်းလွန့်ထွက်သွားပါတယ် လင်းတုံတယောက်အခုဆိုရင်ကာမနီတော်ပဲနဲ့တိုက်စစ်ကိုစားထုတ်လိုက်ပါလေစပြီးတော့တိုက်လိုက်တာနဲ့လေးထန်တယောက်တစ်ချက်မှကိုမကာနိုင်မဲနဲ့နောက်ကိုလွန်သွားပြီလေမနိုင်မန်းသိတယ်လေးထန်တယောက်နောက်ဆုံးတော့ရင်းခွင်နဲ့ဆိုစူဝေးချင်းအစီရင်ကိုစပြီးထုတ်လိုက်ပါလေတကယ်တော့အဲ့ဒီအစီရင်ကရွန်စွန်းရင်ကုံဆုံးမှုတော်တော်လေးကိုများပါတယ်မူချမ်းချမ်းကတော့လင်းတုံကိုတစ်ဖက်တစ်လမ်းကနေဝင်ပြီးတော့ကူညီပေးချင်နေပါတယ် ဒါပေမဲ့မူချမ်းချရဲ့အဖေကဝင်မပါဘူးတားလိုက်ပါတယ်။ကြည်နေတဲ့သူတွေကလည်းဖြာထွက်နေတဲ့စွမ်းရည်တွေကိုကြည်ပြီးတော့ရေခွေကိုင်းကယူသွားပြီဆိုပြီးတော့ပြောပြီးထွက်ပြေးကုန်ကြပြီလေ။လင်းတုံကတော့တိုက်သမျှကိုရှောင်လိုက်ပြီးတော့ကောင်းကင်ကြီးကိုလှန်တိုင်းကောင်းကင်နဂါလှန်ကိုထုတ်ပြီးတော့ပြန်တိုက်လိုက်ပါတယ်။ထပ်ပြီးတော့တိုက်လိုက်တဲ့အချိန်မှာတော့ကြောက်စိမ်းမိုးချိုးခန္ဓာကိုယ်ကိုပါတုံးလိုက်ပြီလေ။အထဲကိုဝင်သွားတဲ့မွေးပါလေးနဲ့ရှောင်ရံကတော့တဲလွန်စာတစ်ခုတောင်မတွေ့ပါဘူး။ အကြံထုတ်နေရင်လည်းထိုင်ကုံဘေးကခလုတ်တစ်ခုကိုတတိထားလိုက်မိပါတယ်နှိပ်ကြည့်လိုက်တဲ့ချိန်မှာတော့ထိုင်ကုံကရွေသွားပြီးတော့လျှို့ဝှက်လမ်းကြောင်းတစ်ခုပေါ်လာပြီလေနှစ်ယောက်သားတခန်းဝင်တခန်းထွက်နဲ့ဘာတွေများတွေ့မလဲဆိုပြီးလိုက်ရှာကြပါတယ်နောက်ဆုံးတော့ထူးဆန်းတဲ့တကားတစ်ချက်ကိုတွေ့လိုက်ပြီလေအပြင်ဘက်မှာလည်းလင်းတုံကိုအစီရင်ထုတ်သုံးတာတောင်မနိုင်တဲ့အတွက်နောက်တစ်ခါထပ်သုံးဖို့လေးထန်တရားဟွာကူကိုပြောလိုက်ပါတယ်ဒါပေမဲ့တပည့်တွေမှာကရွံဆွဲရင်ကုန်သွားပြီလေ အဲ့ဒီအချိန်မှာပဲရင်းခွေခိုင်းတဲ့ကနေပြီးတော့တော်တော်လေးကိုကြီးမားတဲ့စွမ်းရည်တွေထွက်လာပါတယ်။ရှောင်းရံတဲ့မွေပါလေးတို့ကလည်းလင်းတုံစီကိုပြန်ရောက်လာကြပါပြီ။ဒါပေမဲ့ခြေလန်းတဝက်ဖန်ဆင်းခြင်းပုံအဆင့်ရှိတဲ့လူတယောက်ထွက်လာပါတယ်။လင်းတုံတယောက်ဘာတွေဆက်ပြီးကြုံရမလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦး။ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ။